ပလဲမြို့နယ်မှာတိုက်ပွဲကြောင်ဂျေးဝ20ကျော်ဆစ်ဆောင်နေကြရပြီးတိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရပါတယ်။သီရိသတင်းပေးပို့ထားပါတယ်ရှင်။စကိုင်းတိုင်းပလဲမြို့နယ်မှာတိုက်ပွဲကြောင်ဂျေးဝ20ကျော်ကပြည်သူ2000ဝန်းကျင်နေရွှန့်ခွာထွက်ပြေးနေကြရတယ်လို့စစ်ပေးဆောင်ရေးကူညီပေးနေသူတွေစီကနေသိရပါတယ်။ဇွန်လ2ရက်နေ့ကစပြီးပလဲမြို့နယ်ကန်တောက်ရွာနယ်မြေရဲစခန်းကို မမပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ဦးဆောင်တဲ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ကဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက်ကန်တော့ရွာအနီးဝန်းကျင်ကကျေးရွာရှိရွာလောက်စစ်ဘေးတိမ်းရှောင်ခဲ့ကြရတာပါ။ဇွန်လ9ရက်နေ့မှာလဲပလဲမြို့နယ်အတွင်းကစစ်ကောင်စီတပ်ထိုင်ချတဲ့နေရာတွေကိုဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက်စစ်မြင့်နှပြင်ကျေပြန့်ခဲ့ပြီးကျေးရွာ9ရွာလောက်ထပ်မံတိမ်းရှောင်ခဲ့ရပါတယ်။ဇွန်လ10ရက်နေ့မှာလဲပလဲမြို့နယ်စပားစီရွာအနီးမှာစစ်ကောင်စီရဲ့ Jet Fighter တစ်စီးကိုကာကွယ်ရေးတပ်ဖွဲ့တွေကပစ်ချခဲ့ပြီးတဲ့နောက် လေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်ပြုတ်လုံနေတဲ့အတွက်ဆက်လက်တင်းရှောင်နေကြရတာပါလိုအပ်ချက်တဲ့မပြောပါတော့တဲ့အနေအထားပဲကျွန်တော်တို့ကူညီနိုင်နေတာပေါ့နော်ဆစ်ရှင်ကြီးရလည်းအရေးကြီးတဲ့အတွက်ဆစ်ရှင်ကြီးတို့လိုအပ်တဲ့ကိစ္စတွေကိုပူဇော်ပေးဆောင်ရွက်နေတာဖြစ်တဲ့အတွက်ဆစ်ချောင်းကိစ္စကိုတော့အရင်လိုတော့ကျွန်တော်တို့ခပီစီစီတိတ်မလုံနိုင်ဘူးပေါ့နော်လောက်တော့လောက်ပေးတယ်တို့တော့လိုအပ်ချက်နဲ့စာရင်တော့ဘာမှမပြောပါတော့ဘူးပေါ့နော်ကျွန်တော်တို့ဒီဒီအတွက်ဆောင်ရွက်ပေးနေရတယ်နေချောင်းချီနေရတော့မနေ့ကလည်းလာပြီးကျင်းတာပါပဲသူတို့ကတော့နေ့စဉ်ရက်ဆက် မပြတ်ပါဘူးကျဲနေတာပေါ့နော်တနေရာမဟုတ်တနေရာလားကျဲနေတာပါစစ်ပေးဆောင်တွေဟာလေကြောင်းအနေရကင်းတဲ့ကြေးပါရင်းနဲ့တိုက်ပွဲနဲ့ဝေးတဲ့မြိုင်မြို့နယ်ဘက်ကိုထွက်ပြေးတိမ်းရှောင်နေကြရပြီးစားဝတ်နေရေးခက်ခဲတွေလည်းကြုံနေရတယ်လို့ဆိုပါတယ် ဝါးရင်းများတယ်ရှားတဲ့လူကိုပြည့်ရတဲ့နေရာတွေကလည်းအနှံပဲဖြစ်နေတာပေါ့နော်နေရင်ဆိုတော့ခေချောင်းဖက်ပုံစိုးတယ်ပုံစိုးတော့တချို့ဗာပြင်းမှမယူရဲဘူးဒီတိုင်းတိုင်းပြင်းလာကြတာလို့ရှိရဒီထဲမီးလောင်တာတွေကလည်းရှိနိုင်သေးတာပေါ့ဆိုတော့လေဆက်စီနေစီရကြပါနဲ့ကိုယ့်အနေကိုစားကြရတာပေါ့အဲ့တော့ပါတဲ့သူတွေကတော့ဘာမှမဖြစ်သေးနဲ့မပါတဲ့သူတွေဆိုတော့ခီးလို့မပါတာတချို့ကလည်းဘလို့မရလို့မပါတာအဲ့လိုမျိုးတွေဒီကြတော့နည်းနည်းခင်းနေတာပေါ့စားတာတော့ရတာတွေကြတော့ ဇွန်လ16ရက်နေ့အထိပလဲမြို့နယ်မှာကန်တော့ရွာနယ်မြေရဲစခန်းဇီးပီကုံပြူရွာအင်မတီပြူရွာစတဲ့နေရာ3နေရာမှာတိုက်ပွဲတွေပြင်းထန်နေပါတယ်။ကျမတီဗီပါ။ဒီတစ်ခါမင်းတို့လည်းလာပြီ။